fitness လို့ပြောလိုက်တာနဲ့ခင်ဗျားတို့ခေါင်းထဲမှာအယူဆုံးပြင်းမြင်မှုမှာတော့ body အမိုက်စားတွေ motivation စကားအကျဉ်းတွေ line ပေါ်တင်လို့ရှိတယ် fitness influencer တွေပဲဖြစ်ပါတယ်ဒါပေမဲ့ fitness influencer တွေကရုံရတာတော့လည်းမဟုတ်ပါဘူးဒီ video မှာတော့အဲ့ဒီ fitness influencer တွေထည့်လို့ရှိတယ်ဂျင်းငါးမျိုးကိုပြောပြပေးပါမယ်နံပါတ်1သူတို့ကသူတို့ natty တဘာဝလို့ပြောတာပါ ဖစ်နက်အင်ဖလူရန်ဇာတွေရဲ့80ရာခိုင်နှုန်းလောက်ဟာစတီရိုက်သုံးကြပါတယ်။လူတွေကိုသူတို့ရဲ့လေ့ကျင့်ရေး program တွေအပေါ်ယုံကြည်မှုရှိစေဖို့နဲ့ sponsor ရှေ့ရဖို့အတွက်ကြောင့်သူတို့ဟာသူတို့ကိုယ်သူတို့ natural ပါလို့ဂျင်းထည့်လေးရှိကြပါတယ်။နံပါတ်2 no pain no gain no pain no gain ဆိုတဲ့အတွေ့အခေါ်ကိုသူတို့ရဲ့ motivation စကားတွေမှာအမျက်ထည့်ကြော်နေရှိကြပါတယ်။ကြွက်သားတွေကြီးထွားဖို့ကအမျက်နာကျင်ခံစားနေရမှာမဟုတ်ပါဘူး။ overtraining ဖြစ်ခြင်းကကြက်သားကြီးထွားခွင့်ပြုမှုကိုနှောင့်နှေးစေပါတယ်။ကောင်းမွန်တဲ့အနာယူခြင်းနဲ့မျှတတဲ့ဒိုင်းရန်ကာလတကယ်ရလက်ကောင်းတွေကိုဖြစ်ပေါ်စေတာပါ။နံပါတ်3ဒီလိုနေ့တိုင်းစားပါလိုင်းပေါ်မှာတော့သူတို့ရဲ့ပြီးပြည့်စုံတဲ့ဒိုင်းရက်ကိုပြပြီးတော့သူတို့ဒီတိုင်းနေ့တိုင်းစားပါတယ်ဆိုပြီးတော့ပြောကြပါတယ်ဒီနေ့ကိုကျေဥပနှလုံးစက်တာပနပိတ်တာအမဲတာစသည်စသည်ဖြင့်ပေါ့ဒီနေ့ရှိကြပါတယ် ါကတော့တကယ်ကိုဂျင်းပါဘယ်သူမှတော့သူတို့ရဲ့ဘီယာတို့အချူစားတာတွေချီမီစားတာတွေကိုမပြောကြပါဘူးနံပါတ်၄သူ့လိုဖြစ်ချင်ဒီလိုဆော့လူတူတူတယောက်ချင်းစီတိုင်းမှာမတူတဲ့ဂျန်နက်တွေလေမတူတဲ့ recovery ဖြစ်နှုန်းတွေဟော်မုန်း level တွေမတူတဲ့ need to have lifestyle တွေမတူတဲ့စားတောက်ပုံစံတွေရှိကြပါတယ်ခန္ဓာကိုယ်ကအဲ့ဒီအရာတွေပေါ်မူတည်ပြီးတော့ဖွံ့ဖြိုးပြောင်းလဲတာဖြစ်ပါတယ် လေ့ကျင့်ခန်းတူနေုံနဲ့တူညီတဲ့ရလတ်ကိုမရနိုင်ပါဘူး။သူတို့အဲ့လိုတင်နေပြီဆိုရင်တော့ပြေးကြပါတယ်။ဒါချင်းထည့်ရအောင်။နံပါတ်5သူဒီလိုဗော်ဒီရဖို့ကိုဒီ supplement တွေသုံးပါတယ်။ဒါတော့ရှင်းပါတယ်။ supplement ကျင်ညာတာပါ။ supplement တွေကခန္ဓာကိုယ်အတွက်နှက်စေးမဟုတ်ပါဘူး။ခင်ဗျားတို့ရဲ့ဒိုင်းရက်ကလုံလောက်တဲ့အာဟာရပြည့်ဝနေမယ်။အနာယူချိန်နဲ့အိတ်ချိန်လည်းမှန်နေမှာဆိုရင် supplement ကလိုတော့မလိုပါဘူးဒီနေ့ video လေးကတော့ဒီလောက်ပါပဲ ကျွန်တော်တို့ FDFN channel လေးကနေပြီးတော့နေစဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုပိတ်ပင်နေကြအရှင်းလင်းပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများလည်း comment မှာဝင်ရောက်မေးမြန်းတော်ပြရအောင်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်